ီနေ့မှာတော့အောင်မြင်လူသူတိုင်းတည်ထားတဲ့အချက်၄ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီချက်၄ချက်နဲ့အလုံးလုံးရင်တေချာဘောက်ကိုအောင်မြင်နိုင်ပါတယ်။လောကမှာမအောင်မြင်မကြော်ကြားခြင်းတဲ့သူရဲ့လို့မရှိပါဘူး။အောင်မြင်ခြင်းတဲ့သူတွေရှိပါပဲ။ဒါကြောင့်အောင်မြင်ခြင်းနဲ့ဆိုရင်ဒီအချက်၄ချက်ကိုပြုလုပ်ဖို့အထူးလိုအပ်လာပါတယ်။အဲ့ဒီချက်၄ချက်ကိုဘယ်သူတွေကျင့်သုံးခဲ့ကြသလဲ၊ပြုလုပ်ခဲ့ကြသလဲဆိုရင်ဂင်္ဂါဝါလူတဲဆုမကပွင့်တော်မူခဲ့ကြတဲ့မြတ်စွာဘုရားအဆူဆူနဲ့ပညာရှိသူတော်ကောင်းတွေကျင့်သုံးခဲ့ကြပါတယ်။ယနေ့ချိန်ထိလည်း အောင်မြင်တဲ့သူတိုင်းဒီအချက်များကိုလိုက်နာကျင့်သုံးဆဲဖြစ်ပါတယ်။အဲ့ဒီအချက်လေးချက်ကဘာတွေလဲဆိုတော့နံပါတ်1တပ်ဖတ်တံပါရဘာဝနာအလုံးစုံအကုန်အစင်ပြုလို့အားထုတ်ရပါမယ်။ခေစကားနဲ့ပြောရင်အလုပ်ကိုခြံပြီးတော့မလုပ်ဖဲနဲ့အကုန်လုံးလုပ်ရပါမယ်။ဥပမာဆံရောင်းညင်တဲ့သူကဆံအချောင်းအကုန်တိအောင်လှုပ်ထားရပါမယ်။ပေါ်ဆဲမွေးဆံတစ်ခုရဲ့အကြောင်းကိုပဲလေ့လာထားလို့မရတယ်လို့ကောက်ကြီးဆံတစ်ခုရဲ့အကြောင်းကိုလည်းလေ့လာထားလို့မရပါဘူး။ဆံနဲ့ပတ်သက်တာအားလုံးကိုလေ့လာထားရပါမယ်။ နောက်ပြီးတော့ဈေးကွက်အတက်အကျတူလောင်သိန်းစီနီးတွေတင်းရီအတွက်ခေါ်ချိန်တွင်မှုနီးစနစ်တွေစသည်အပြင်အားလုံးကိုလေ့လာထားရပါမယ်။လေ့လာသိရှိထားတဲ့အတိုင်းလည်းပဲအကုန်ပြုလုပ်ဆောင်ရွက်ရပါမယ်။ဒါမှသာလျှင်ကိုယ့်ရဲ့ရောင်းဝယ်ရေးဟာအောင်မြင်ဖြစ်ထွန်းမှာဖြစ်ပါတယ်။ဒါကြောင့်အောင်မြင်လိုသူတိုင်းဒီအချက်ကိုမေ့ထားလို့မရပါဘူး။နံပါတ်1နိရန္တရဘာဝနာစဉ်ဆက်မပြတ်လုပ်ကံရပါမယ်။အလုပ်တစ်ခုလုပ်တဲ့နေရာမှာပဲဖြစ်စေအတတ်ပညာတစ်ခုကိုသင်ယူရမှာပဲဖြစ်စေ အကျင့်တစ်ခုကိုကျင့်ကြံအားထုတ်တဲ့နေရာမှာပဲဖြစ်စေဒီချက်အရေးကြီးလာပါတယ်။စိတ်ပါရင်ထားလို့တဲ့စိတ်မပါရင်ပြတ်ထားတယ်ဆိုရင်အဲ့ဒီကိုလုံးနေတဲ့အလုပ်ဟာအောင်မြင်နိုင်မှာမဟုတ်ပါဘူး။မြတ်စွာဘုရားအလောင်းတော်တို့ဟာလည်းပဲဒီနည်းအတိုင်းပါရမီတော်တွေကိုဘဝမှချလေးအတင်ချီကဘာတသိမ့်ဖြစ်ကျင်တော်မူခဲ့ကြပါတယ်။ဒီလိုဖြစ်ကျင်ခဲ့လို့လည်းပဲနောက်ဆုံးမှာကိလေသာအပေါင်းကိုအောင်တော်မူပြီးတော့30တဘုံမှာအောင်မြင်ကြော်ကြားဆုံးလူသားဖရာအဖြစ်ကိုရရှိခဲ့ပါတယ်။ဒါကြောင့်အောင်မြင်နေတဲ့သူများအနေနဲ့စိတ်ပါမှာထားလို့တဲ့အကျင့်ကိုပြင်ရမှာဖြစ်ပြီးတော့ စိတ်သက်မပြတ်ပြုလုပ်ကြရမှာဖြစ်ပါတယ်နောက်တစ်ခုကစိရကာလဘာဝနာအချိန်ကြာကြာလုပ်ရပါမယ်တနည်းအားဖြင့်ပြောရရင်မလျှော်သောဇွဲနဲ့လုပ်ရပါမယ်ဗန်းနဲ့တခုရောက်ဖို့အတွက်အလုပ်တိုင်းဟာခက်ခဲကြစမြဲပါပဲခက်ခဲတယ်ဆိုပြီးတော့ဇွဲနဲ့ပဲမရှိဘဲမြ мян ဆန်ဆန်ပဲလက်လျှော့လိုက်မယ်ဆိုရင် အောင်မြင်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်အောင်မြင်လို့တဲ့သူတယောက်ဖို့လွယ်လွယ်နဲ့လက်မလျှော့ဘဲနဲ့အချိန်ကြာကြာပြုလုပ်ဆောင်ရွက်ဖို့လည်းလိုပါသေးတယ်နောက်ဆုံးနံပါတ်၄ချက်ကတော့တက်ကိစ္စဘောနာ ဒါကတော့ကိုလုပ်တဲ့အလုပ်ကိုရိုးရိုးတည်တည်လုပ်ချင်းပါပဲကိုရဲ့အလုပ်ကိုကိုကမှမယူသေးရင်ဘယ်သူကယူသေးလေးစားအောင်ပါလဲယူသေးလေးစားတန်ဖိုးထားပြီးလုပ်တဲ့လုပ်ရက်တွေ အနောက်မှာတိတက်ကြနာတန်ဖိုးကြီးလာတဲ့အကျိုးတရားတွေများစွာရှိပါတယ်ကိုရဲ့အလုပ်ကိုယူသေးလေးစားတန်ဖိုးထားလုပ်ကင်ကြလို့အောင်မြင်နေကြတဲ့သူတွေလည်းလောကမှာမြောက်များစွာရှိပါတယ်ဒါကြောင့်အောင်မြင်ခြင်းတဲ့သူတယောက်အတွက်မိမိရဲ့အလုပ်ကိုတန်ဖိုးထားလုပ်ကင်ဖို့လည်းအထူးပင်လိုအပ်လာပါတယ်အချို့အပြင်ပြောရရင် အောင်မြင်ခြင်းနဲ့သူများအဖို့အထက်မှာပြောခဲ့တဲ့အချက်လေးချက်နဲ့ကိုက်ညီအောင်လုပ်ကြရမှာဖြစ်ပါတယ်။ပြန်ပြောရရင်နံပါတ်1အကျွမ်းကျန်မထားပဲအကုန်လုပ်ပါ။နံပါတ်2စဉ်ဆက်မပြတ်လုပ်ပါ။နံပါတ်3ဇွန်းတစ်ပတ်ထားပြီးတော့အချိန်ကြာကြာလုပ်ပါ။နံပါတ်4ကိုယ့်ရဲ့အလုပ်ပေါ်မှာယူတီလီဇာတန်ဖိုးထားပြီးတော့လုပ်ပါ။ဒါဆိုရင်တနေ့မှတင်အောင်မြင်လာမှာတေချာပါပဲ။ဒီဗီဒီယိုကိုကြည့်ရှုနားထောင်သူပေါင်းလဲဒီအချက်လေးချက်နဲ့ကိုက်ညီအောင်ပြုလို့ဆောင်ရွက်ကြပြီးတော့အောင်မြင်မှုအပေါင်းနဲ့တရက်ဖူစောင်းနိုင်ကြပါစေ။